Mission Harmony 2025မှာပါဝင်တဲ့တရုတ်ရေတပ်စေယုံတင်းမော် Skate Road အားထောင်ဖီဂျီနိုင်ငံသို့ခုနှစ်ရက်ကြာချစ်ချီရင်းနှီးစွာတွားရောက်ခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစေဘက်ဆိုင်ရာဝန်ဆောင်မှုကိုအောင်မြင်စွာပြီးဆုံးခဲ့ပြီးနောက်တွန်ဂါသို့ထွက်ခွာခဲ့ပါသည်ဖီဂျီနိုင်ငံမှာရနာခဲ့စဉ်ကာလာအဲတွင်ဈေးရောင်းတင်မောဟာ လူပေါင်း3330ကိုစိတ်ကူတောင်းမှုများပေးခဲ့ပြီးခွဲစိတ်ကူတောင်းမှုအမျိုးအစား426ကိုဆောင်ရွက်ခါအကူအညီပေးဆက်စိတ်မှုနဲ့စံတပ်မှု2532ခုပြုလုပ်ပေးခဲ့ပါတယ်။ VG နိုင်ငံရှိကာကွယ်ရေးနဲ့စစ်မှုတန်းဟောင်းရေးရောင်းဝီဒီက Skedrot R စေးရုံတင်မဟာ VG အတိုင်းဝအတွက်ထင်ရှားတဲ့အကျိုးကျေးဇူးများယူဆောင်ပေးခဲ့ပြီးဆောင်ရှားမှုဝေဆောင်မှုနဲ့ကောင်းမွန်တဲ့ဆန္ဒတို့ရဲ့သင်္ကေတတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ စေယောင်တင်မော်ထွက်ခွာမသွားမီကဖီဂျီရေတပ်နဲ့ပူးပေါင်းပြီးရေပိုင်နဲ့ရှာဝေခဲ့စေလေးချင်းမှုကိုဖီဂျီကန်ယူတဲ့အနီးပင်လယ်ပြင်မှာလှုပ်ဆောင်ခဲ့ပါတယ်။အဲဒီလေးချင်းမှုကပင်လယ်ပြင်မှာလူနာများလွှဲပြောင်းခြင်းနဲ့ပင်လယ်ပြင်စေကူသားမှုဆိုင်ရာအကြောင်းအရာများကိုအာရုံဆိုင်လေးချင်းခဲ့ပါတယ်။လေးချင်းမှုအပြီးမှာအဲဒီစေယောင်တင်မော်ဟာတွန်ကာသို့ထွက်ခွာသွားကြောင်းသိရပါတယ်ရှင်။ မျိုးရောင်အနီးမှာရှိတဲ့ဇမ်မှုဆောင်22ခုမှာရေဒီယိုတက်တီကြွမှုတဲလွန်စာများကိုအင်ဒိုနီးရှားလုပ်ငန်းအဖွဲ့မှရှာဖွေတွေ့ရှိခဲ့ပါတယ်။ PD Bahari Myanmar CJD Company မှတင်ပို့တဲ့ညဉ့်ညံတဲ့အေကဲပစုံများကိုအမေရိကန်တာဝန်ရှိသူများကပြန်လည်ခေါ်ယူပြီးနောက်သတင်းပတ်များအကြားမှအခုလိုကြီးညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဇမ်မှုဧရိယာအတွင်းနဲ့အပြင်သို့ဝင်ရောက်ခြင်းအတွက်ကန့်သက် ချုပ်ချိန်မှုများနဲ့ပုံမတင်ချက်တွေထိချုပ်မှုများလှုံ့ဆော်နေတယ်လို့ Touch Pro ပြောရေးဆောင်ရေးရှိသူက ပြောပါတယ်။တကယ်လို့ရေဒီယိုတက်တီကြွားနေတယ်ဆိုရင်ဒါကအနေရရှိလို့အမြန်ဆုံးကင်တွေဖြည့်ရှင်းနိုင်မယ်လို့မျှော်လင့်ပါတယ်။အတိုင်းဝန်းကရေဒီယိုတက်တီကြွားခြင်းရဲ့အထိပ္ပယ်ကို အမှန်တကယ်နားမလည်ပါဘူး။တရားမှုကတော့လူမှုအတိုင်းဝန်းအတွက်တကယ်ကိုအနေရဖြစ်စေပါတယ်။ဆိုရိမ်စိမ်းနဲ့ကြောင်းရုံမှုတွေအရေးကြီးဆုံးကတော့ PD BMS ကရှားရီပိတ်ထားရပါတယ်။ ားကြောင့်လူတိုင်းကအိမ်မှာပဲနေပြီးဝင်ဝင်မရရှိကြဘူးလို့ဆရန်နေထိုင်သူကပြောကြားခဲ့ပါတယ်ရှင်။ဆိုင်ဘာလေးလေးမှုများဆောင်ရွက်ချက်နဲ့ပအဝင်ပတ်သက်နေတဲ့ကမ္ဘောဒီးယားရောက်ဖန်စီထိတ်သိမ်းခံတောင်ကိုရီးယားတ64ဦးကိုတော့အင်ချွန်နိုင်ငံတကာလေးစိတ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အများစုကတော့လက်ထိတ်တွင်နေဖြစ်ပြီး ကိုရီးယားထုတ်စံအတိုင်းလက်ထိတ်တွေပေါ်မှာတော့အဝိစာတွေကပေးထားပါတယ်။အခုတစ်ခေါက်မှာတော့ကမ္ဘောဒီးယားဆိုရကတရားမဝင်လောင်ကစားများလောက်ကင်တဲ့သူများကျိုးကင်ချိန်လေးတဲ့သူများကိုတောင်ကိုရီးယားအစိုးရနဲ့အတူအနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်။ ထိုင်းနိုင်ငံဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ BMA ဟာအခုလအတွက်မြောက်ဖက်ချမ်းမှာဒီအင်းနဲ့မိုးတီးထန်စွာရွာသွန်းမှုတို့ပေါင်းစပ်မှုကြောင့်ကြောက်ပြားမြစ်တလျှောက်မှာရေလွမ်းမှုမှု ဖြစ်နိုင်ခြေရှိတဲ့ရက်ရွာတွေမှာရေကြီးနိုင်ခြေကိုရင်ဆိုင်မှုပြင်ဆင်နေကြပါတယ်။ကြောက်ပြားမြစ်ရေမြင့်တက်နေတာကြောင့်မြို့သူမြို့သားတွေအများအပြားရေကြီးမှာကိုစိုးရင်ကြောင့်အုပ်ချုပ်ရေးမှုကပြောကြားခဲ့ပါတယ်။ BMA ဟာတော်ဝင်စေမြောင်းဦးစီးဌာနနဲ့အမျိုးသားရေအရင်းမြစ်ရုံးတို့အပါအဝင်ဌာနဆိုင်ရာအများအပြားနဲ့ ညနိုင်ပြီးရေအခြေအနေအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ရေကြီးရေရှမ်းမှုတွေကြောင့်ရေပေးသင့်ပြည်သူတွေကိုကူညီပေးနိုင်ဖို့မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှလူအင်အားများပြင်ဆင်ထားပြီးရေကြီးရေရှမ်းမှုနဲ့အသေးအိမ်နေရများကိုပုံမှန်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။နယူးယောက်ကုန်သွယ်ရေးစင်တာရဲ့ဒီဇင်ဘာလရွှေရောင်းဝယ်ရေးစင်းနှုန်းဟာ တစ်အောင်စားကိုအမေရိကန်ဒေါ်လာ၄000ဆိုတဲ့ဈေးကိုကျော်တက်သွားခဲ့ပြီးသမိုင်းမှာပထမဆုံးအကြိမ်ဖြစ်ပါတယ်။နိုင်ငံတကာဈေးနှုန်းတွေဟာစက်တင်ဘာလမှစတင်ပြီးဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်။ရွှေဈေးဟာအခုနှစ်အတွင်းမှာ50ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့ပြီးကမ္ဘာအကောင်ဆုံးဈေးကွက်ဝင်ပစ္စည်းများထဲမှတစ်ခုဖြစ်လာပါတယ်။လက်သလုံးငွေသားဟာ14နှစ်အတွင်းမှာအမြင့်ဆုံးဈေးကိုရောက်ရှိပြီးနောက်အကျိုးမြတ်ယူတဲ့ရောင်းဝယ်မှုများနဲ့ရင်ဆိုင်နေရပါတယ်။ဈေးကွက်လည်လာသူအများစုကရွှေဈေးနှုန်းတွေမြင့်တက် က်လာခြင်းဟာအကြောင်းရင်းများစွာပေါင်းစပ်မှုကြောင့်လို့ရေဘူးရယူဆကြပါရယ်အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းလာမှုနဲ့ဗန်ဒါရေးဆိုင်ရာမရေရာမှုတွေကြောင့်ရွှေရဲ့လုံခြုံတဲ့ယင်းနှီးမြုပ်နှံမှုအဖြစ်ဆွဲဆောင်မှုမြင့်တက်စေခဲ့ပြီးအမေရိကန်အစိုးရရဲ့ယာယီပိတ်ထားမှုနဲ့အဓိကစီးပွားရေးအချက်အလက်များနောက်ကျထုတ်ပြန်မှုတို့ကြောင့်စီးပွားရေးအခြေအနေအတွက်ရှင်းလင်းတဲ့လမ်းညွှန်ချက်မရှိခဲ့တာဖြစ်ပါရယ်အမေရိကန်ငွေတိုက်ဈေးကွက်ရဲ့ဈေးနှုန်းပြောင်းလဲမှုဟာလွန်ခဲ့တဲ့၄နှစ်အတွင်းမှာအနှိမ့်ဆုံးကိုရောက်ရှိ ခဲ့ပြီးရင်းနှီးမြှုပ်နှံသူတွေကိုဖြစ်နိုင်ခြေရှိတဲ့ဈေးကွက်အန္တရာယ်တွေမှကာကွယ်ဖို့ရွှေကိုပုံမဝယ်ယူစေခဲ့တယ်လို့ Bloomberg သတင်းဌာနမှဖော်ပြထားပါတယ်။ Goldman Sachs ဟာဘဟုဌာနများနဲ့ပုဂ္ဂလိကကဏ္ဍကွဲပြားမှုတွေကြောင့်2026ဒီဇင်ဘာလရွှေစျေးနှုန်းဟာတအောင်စားကို အမေရိကန်ဒေါ်လာ4300မှ4900ကိုရောက်ရှိဖို့ခန့်မှန်းထားကြောင်းသိရှိရပါတယ်ရှင်။ ကမ္ဘာဖလားခြေစပွဲမှာတော့ Trinidad and Tobago အသင်းကဘာမြူဒါအသင်းကိုတုံ့ပြန်နဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာတော့ဘာမြူဒါအသင်းရဲ့ကစားသမားတွေဟာပုံမှန်ခြေစွမ်းအောင်ရရှိနေခဲ့ပြီးဂိုးရရှိဖို့ခက်ခဲခဲ့တာဖြစ်ပါတယ်။ Trinidad and Tobago အသင်းအတွက်အဖွင့်ကိုကိုစိန်မီနစ်မှာ NTC တန်တီစီလီကတွင်ပြခဲ့ပါတယ်။ မိနစ်30မှာ Tari Spacer ကဒုတိယဂိုးသွင်းယူခဲ့ပါတယ် Spacer in the clear Spacer can he finish 2-0တတိယဂိုးကိုတော့49မိနစ်မှာကိုဘီဟန်ရီကသွင်းပေးခဲ့တာဖြစ်ပါလေရှင်။ Silly up and over good save by Eve and he follow up header in the back of the net.